ယူကရိန်းကိုရုရှားက12နာရီကြာကြာအပြင်းထန်တိုက်ခိုက်မှုကြောင့်ပိုလန်ဘာထိတ်လန့်ပြီးလေပိုင်နက်ကိုအရေးပေါ်ပိတ်လိုက်ရပါတယ်။တိုက်လီနေလည်းအရေးပေါ်ပြန်သန်းရပါတယ်။ရုရှားကယူကရိန်းကို12နာရီကြာကြာအောင်မယံမနာတိုက်ခိုက်ခဲ့ကြောင်းယူကရိန်းသမ္မတဇာလင်စကီကပြောကြားပြီးနောက်ပိုလန်ကနိုင်ငံကလေပိုင်နက်တွေကိုတနင်္ဂနွေနေ့မှာခနာပိတ်လိုက်ပြီးတိုက်လီနေရေးပေါ်ပြန်သန်းစောင့်ကြည့်ခဲ့ရပါတယ်။ ိုလန်ရေဒါကင်နောက်စ်လစ်ကိုအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းပိုလန်စစ်တပ်ကရေးသားခဲ့ပြီးတိုက်ခိုက်မှုပြီးဆုံးတဲ့ချိန်ထိ NATO F-35 ဂျက်တလေနေဟာကောင်းကင်ယံမှာခင်းလဲ့နေပြီးတော့လေပိုင်နဲ့ကျူးကျော်မှုရှိကြောင်းပိုလန်စစ်တပ်ကပြောပါတယ်ပိုလန်ရှိတော့မှရှိတဲ့လူပလန်နဲ့ရာဇဇောမျိုးများနီလေးပိုင်းနဲ့အာယာယီပိတ်ထားခဲ့ပါတယ်။ဒီလိုဖွင့်နိုင်ငံများပြားကဒရုန်းများမြင်တွေ့ရခြင်းနဲ့တခြားကျူးကျော်တိုက်ခိုက်မှုတွေကိုသတင်းပို့ခြင်းကြောင့်ဂျက်လိုင်းနဲ့ရေပေါ်ပြန်တက်ခြင်းနဲ့ဝေဟင်ပိုင်းနဲ့ပိတ်မှုမကြာခဏဖြစ်လာပါတယ်။ နေဒိုလီဘန်နဲ့ရုရှားကျူးကျော်ဝင်ရောက်မှုကိုတုံ့ပြန်ဖို့ကာကွယ်ရေးမဟာမိတ်ဖွဲ့ဟာအရှိတ်ဘက်ခြံကိုဆစ်လျင်နေတဲ့လေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေပုံမစိန်လုံးမှာဖြစ်ကြောင်းလေတူကပြောပါတယ်။အခုလဆော်ဘန်ကပိုလန်လီဘန်နဲ့မှာရုရှား drone တုံးစီပစ်ချခံရပါတယ်။အခုတရင်မဲ့ဆော်ဘန်က drone နဲ့ကြောင်းဒိမ်မဲ့လေဆိပ်ယာယီပစ်ခဲ့ရပြီးတောက်ကြနယ်စနစ်မှာတော့စစ်ပဆိုင်ရာနေရာတွေမှာ drone တွေကိုလက်လောမြင်ခဲ့ရကြောင်းဒိမ်မဲ့ကသတင်းထုတ်ပြန်ပါတယ်။ တနင်္ဂနွေနေ့စောပိုင်းကရုရှားတိုက်ခိုက်မှုမှာအီရန်ရဲ့ရုရှားစာဟတ်ဒရုန်းတွေပါဝင်တိုက်ခိုက်ဒရုန်း900နီးပါးဒုံးကျည်စင်း40ကျော်ပါတယ်လို့ဇလန်စကီးကပြောပါတယ်။အဲဒီတိုက်ခိုက်မှုတွေလူသားစုနဲ့ခြေတဲရပြီးသေဆုံးသူတွေထဲမှာ12နှစ်အရွယ်ကလင်းငယ်တူတောင်ပါတယ်ဆိုပါတယ်။ယူကရိန်းကိုရုရှားကကြီးမားတဲ့တိုက်ခိုက်မှုလုပ်ခဲ့ပြီး12နှစ်ကျော်တော့ကြာခဲ့တယ်လို့ပြောပါတယ်။ဒီလိုလူမဆန်တဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးစီရင်နဲ့မဆိုင်တဲ့မျိုးတွေကပစ်မှတ်ထားပြီးကြမ်းဖက်ခဲ့တာလို့ဆိုပါတယ်။ ဒီလိုပြီဆိုလိုမန်ဂိစ်ကန်ရဲ့ခရိုင်ကအထမြင့်ဆောင်တွေပါဝင်ကီမျိုးတော်မှာရှိတဲ့နေရာ15ရင်းအကျော်ပျက်စီးခဲ့ပါတယ်လို့ဆိုပါတယ်။ယူကရိန်းကမကြသေးမီကတိုက်ခိုက်မှုတွေတိုးမြင့်လာခြင်းနဲ့လေပိုင်းနဲ့ကျူးကျော်မှုပြုလုပ်ခြင်းကယူကရိန်းကိုတိုက်ခိုက်မှုအားရုရှားသမ္မတပူတင်ကရည်တက်မှာမဟုတ်ကြောင်းဖော်ပြချက်ပဲလို့ဇီလန်စကီကဥရောပကိုတတိပေးပြီးနောက်နိုင်ပိုင်းကြမှာတိုက်ခိုက်မှုတွေထွက်ပေါ်လာတာပါ။ စနေနေ့ကနယူးယောက်မြို့ကုလသမဂ္ဂထရေညီလာခံမှာရုရှားနိုင်ငံသားဦးဂျီစာဂေးလာဘရော့ကဥရောပသမုတ်နေဒိုနိုင်ငံတွေကိုတိုက်ခိုက်ဖို့မိမာရည်ရွယ်ချက်မရှိဘူးလို့ပြောပါတယ်။ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲရတတ်မှုတနမန်ကြီးကြိုးပမ်းမှုတွေလည်းပြက်ပြားခဲ့ပြီဖြစ်ပါလေ။ရုရှားကတော့မိမိတို့ရဲ့ထုံးစစ်ဆင်ရေးကိုအောင်မြင်အောင်အကောင်အထည်ဖော်သွားမယ်လို့ကြွေးကြော်နေစေဖြစ်ပါလေ။ဇီလန်စကီကမော်စကိုဘက်ကငြိမ်းချမ်းရေးဘယ်တော့မှမလိုလားပါဘူး။သူတို့ကတိုက်ခိုက်မှုတွေဆက်လုပ်ချင်နေပါလေ။လူသက်ချင်နေတာပါ။ကမ္ဘာအကြီးအကဲဆုံးဖိအားတွေပေးရမယ်လို့ဆိုပါလေ။ လေကြောင်းတိုက်ခိုက်မှုများစွာပြီးသမားစီလန်စကီဟာနေတိုဂျီကမာရူတာဖိလပိုင်သမားအလက်ဇန္ဒားစတန်နဲ့နော်ဝေဝင်ကြီးချုပ်ဂျိုနက်စ်ကာစတိုတို့ပေါ်မဟာမိတ်တွေနဲ့အကြိမ်ဖုံးပြပါတယ်။တိုက်ခိုက်မှုတွင်စစ်ပပ်ပြစ်မှတ်တွေကသာထိမှန်ခဲ့ကြောင်းရုရှားကဆိုပါတယ်။ဒါပေမဲ့နိုင်ငံတော်ကလူနေမှုအဆောက်အဦအပြင်နှလုံးရောဂါကုသမှုဌာနနဲ့မူတိုကျောင်းတွေလည်းထိမှန်ခဲ့ကြောင်းယူကရိန်းကပြောပါတယ်။ရုရှားဟာဒရုန်း995စီးနဲ့ဒုံးကြီး48စီးနဲ့ယူကရိန်းကိုပြင်းထန်တိုက်ခိုက်ခဲ့တဲ့ဖြစ်ပြီးအများစုကလေကြောင်းရံကောက်ွယ်စီးနဲ့ပစ်ချနိုင်ခဲ့တယ်လို့ယူကရိန်းစစ်တပ်ကပြောပါတယ်။ နိုင်ငံတွင်းကလည်း drone 30စီးနဲ့3ကြီး5စီးဝင်ရောက်ခဲ့တယ်ဆိုပါတယ်။ဆွေးဆန်ရီယာတွေကိုထိမှန်ခဲ့ကြောင်းနဲ့ရုရှားကယူကရိန်းကိုကြီးမားတဲ့ BS စ်ပြတ်တောက်မှုတွေဖြစ်ပေါ်စေလို့ကြောင်းဇီယန်စကီကဆွဆွဲပါတယ်။တိုက်ခိုက် drone တွေစတင်ပြလုပ်မှုနဲ့လမ်းညွှန်ပေါ်ရုရှားစစ်တင်းတင်းမောင်းတွေကိုတုံးဝဲကြောင်းယူကရိန်းထောက်လှမ်းရေးကထုတ်ဖော်ပြောဆိုပါတယ်။ရုရှားရဲ့အပြည့်အဝကြီးကြပ်မှုဟာယူကရိန်းရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသများစွာဖျက်ဆီးစေပြီးစစ်သားနဲ့ရဲသားထောင်နဲ့ချီတိုက်ဆုံးစေပါတယ်။ ဇီလန်စကီကတော့မိမိတို့နိုင်ငံအနေနဲ့စစ်ပွဲအတွက်ရုရှားရဲ့ရန်ပုံဝင်ရှာဖွေနိုင်စွမ်းကိုပြစ်မှတ်ထားတိုက်ခတ်မှာဖြစ်ပြီးမော်စကိုကိုဆွေးနွေးပွဲစပွဲပိုင်းကိုရောက်အောင်တောင်းအားပေးမယ်လို့ဆိုပါတယ်။အခုပြစ်ခတ်မှုမှာမြို့တော်ကီမာလူလေးစုံဦးပြင်ဇာဗရီရှောင်းအိုဒဆာစာမီခြားကစနေမီကိုလိုက်ဒီတာမှာလည်းလူများပြားဒဏ်ရတယ်လို့သိရပါတယ်။ယူကရိန်းပြည်သူတွေကတော့အဲ့ဒီလိုမျိုးပြင်းပြင်းထန်ထန်တိုက်ခတ်မှုတွေနဲ့ပတ်သက်ပြီးတော့ထိတ်လန့်တုန်လှုပ်နေပါတယ်။ ။လောလောဆယ်ယူကရိန်းကအမေရိကန်လိုပက်ထရီယော့လေကြောင်းအကောက်ကွေးစနစ်ကိုအစ္စရေးစီကနေလက်ခံရရှိထားပြီးနောက်ထပ်နှစ်ခုမှကြာမီရောက်ရှိလာမယ်လို့မျှော်လင့်ကြောင်းဇလန်စကီကစနေနေ့မှာပြောထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။သူတို့ကသမရအာဒိုဂန်ရဲ့ကုလစည်းဝေးမှာတွေ့ဆုံချိန်မှာမေဂန်သမားထရန့်ကတော့တူရကီသမားအော်ဒူဂန်ကိုတတိပေးလိုက်ပါတယ်။ရုရှားစီကရေနံနဲ့တံငွေတွေဝယ်တာရက်လိုက်ဖို့သမားထရန့်ကအော်ဒူဂန်ကိုပြောပါတယ်။ တူရကီယာနေတိုဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်နေတိုဖွဲ့နိုင်ငံတွေကရုရှားကိုအရေးယူဖို့ပိတ်ဆို့ဖို့ယူကရိန်းကိုပို့ထောက်ပံ့မှုပြောနေပေမဲ့တဖက်ကကြည့်အဲ့ဒီနိုင်ငံတွေကိုယ်တိုင်ကရုရှားစီကရင်းနှီးအများအပြားဝယ်ယူနေတယ်ဒါဟာရုရှားကိုထောက်ပံ့ပေးတာပဲလို့ထရန်ကတဖက်လက်ကပြောလာပါတယ်ရုရှားစီကဒီနေ့နဲ့တဝက်ဝယ်နေတဲ့ NATO ဖွဲ့ဝင်နိုင်ငံတွေကိုလည်းစိတ်ပြတ်မိပါတယ်။ဒီလိုပြောနေတာရုရှားကိုပတ်စံပေးနေရတယ်လို့ပဲ။ဒါဆိုရင်ရုရှားကပို့ပြီးတော့ဆက်ဆက်တဲ့နေမှာတို့အာဒူဂန်ထရန့်ကပြောပါတယ်။ အာဒုကန်ဟာနေတိုးဖွဲ့ထဲမှာဆိုရင်ရုရှားနဲ့အဆင်ပြေဆုံးနိုင်ငံလို့ပြောလဲမှာပါဘူး။ဒါပေမဲ့အာဒုကန်အနေနဲ့ထရက်ရဖိအားပေးပြီးတော့စိတ်မသက်မသာဖြစ်နေပုံရပါလေ။ရုရှားစီကရင်းနယ်နဲ့တငွေတွေဝယ်တာရက်လိုက်ရမယ်ဆိုရင်ဒီစပွဲအများပြီးသွားမယ်။တူရကီနေတယ်လက်ရုရှားစီကဝယ်ယူတာတွေရက်စီလို့တယ်လို့ထရန့်ကသတိပေးပါလေ။ပူတင်ရဲ့အကြောင်းကိုသူသိတယ်လို့အာဒုကန်အကြောင်းကိုလည်းသိပါတယ်လို့ထရန့်ကပြောပါလေ။ခင်ဗျားကပူတင်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့လို့စစ်ပွဲဆုံးတောင်းလို့ဖို့ လွယ်ကူမဲ့ထင်ထားခဲ့ပေမဲ့ဖြစ်မလာတဲ့အတွက်ပူတင်ပေါ်မှာအလွန်စိတ်ပြတ်ပါတယ်လို့ထရန့်ကဆိုပါတယ်။သူအနေနဲ့ဗဲနိုင်ငံကမှစက်ကူကြောင်းလို့မခေါ်ခဲ့ကြောင်းထရန့်ကပြောပါတယ်။ဒါဟာရေးတဲ့သူတွေကတမင်ချဲကားပြီးတော့တရင်ရေးတာပါလို့ပြောပါတယ်။ရုရှားကလေကြောင်းကနေဘုံးနေကျဒုံးကြီးတွေနဲ့ယူကရိန်းကိုပြင်းထန်တိုက်ပေမဲ့မြေပြင်မှာဘာမှမမေ့ရသိမ်းနိုင်တာလည်းမရှိဘူးစစ်သားတမ်းနဲ့ချီတေဆုံးခဲ့ပြီဖြစ်တယ်လို့ထရန့်ကဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်တွင်မှာကိုဒေါ်လာတန်ပေါင်းများစွာကုန်ကြမဲ့ဘုံလေးဒုံကြီးတွေနဲ့ပြင်းထန်တိုက်ခိုက်မိမဲ့မြေပြင်မှာသိမ်းပိုက်နိုင်ခဲ့တာမရှိပါဘူးလို့ထရန့်ကဆိုပါတယ်။ဒါဆိုရင်ဘသူအတွက်တော့အကျိုးရှိမလဲ။ဒါအားလုံးသိပါ။ခင်ဗျားတို့ကရုရှားစီကရင်နယ်နဲ့တဘောတဝဲတွေလွတ်လွဲ့ဝဲလေသူကဆက်ဆက်တိုက်နေပါပဲ။ဒါကြောင့်ပထမဆုံးရုရှားနဲ့စစ်ပြေငြိမ်းချမ်းခြင်းမယ်ဆိုရင်တော့ရုရှားကိုပတ်စံမဝင်အောင်လုပ်အောင်မှာဖြစ်ပြီးအဲ့ဒါကိုဖြတ်နိုင်မှာပူတင်အနေနဲ့စစ်လက်နက်တွေထပ်ပြီးတော့မထုတ်နိုင်တော့မှလို့သမ္မတ်ထရန့်ကပြောသွားပါတယ် ဗင်နီဇွဲလာနဲ့စီးရဲတင်းမာမှုမြင့်တက်ချိန်မှာကမ္ဘာတဝန်းမှအရာချီတဲ့အမေရိကန်ဗိုလ်ချုပ်ကြီးတွေကိုထိတ်သီးစီးဝဲတက်ဖို့ပင်ကိုကြီးကကဆင့်ခေါ်လိုက်ပြီဖြစ်ပါတယ်။ထရန့်ဆိုရဲ့ပင်ကိုကြီးကပီဟာဆာကမ္ဘာတဝန်းမှအရာချီတဲ့အမေရိကန်ဗိုလ်ချုပ်ကြီးတွေကိုလာမယ့်ရက်ပိုင်းအတွင်းဗာဂျီးနီးယားပြည်နယ်မှာပြုလုပ်မယ့်အစည်းအဝေးကိုတက်ဖို့ရုတ်တရက်ဆင့်ခေါ်ခဲ့ပါတယ်။အမေရိကန်စစ်ရာရှိတွေဟာယာဒူမထုတ်ပယ်ခံရနိုင်ကြီးတမဟုတ်ယာဒူလျှော့ချခံရနိုင်ကြီးအတွက်ပြင်ဆင်ထားဖို့လိုနေပြီဖြစ်ပါလိမ့် အဲ့ဒီအစည်းအဝေးကို Quantico မှာရှိတဲ့ Marine တက္ကသိုလ်မှာစက်တင်ဘာ30မှာကျင်းပဖို့စီစဉ်ထားပါတယ်။ပြီးဟာဆက်ကအစည်းအဝေးမှာစစ်ဘက်ဆိုင်ရာစံနှုန်းတွေနဲ့စစ်သည်တော်ကျင်းဖို့ကိုအဓိကထားတဲ့ main ကုန်းတွေပြောပွဲရှိပါတယ်။မကြုံစဘူးထူးခြားတဲ့အဲ့ဒီအစည်းအဝေးကိုအရောက်ဖို့မိကိုရှင်းလင်းချက်အနေနဲ့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ပြည်ပမှာတာဝန်ကျတဲ့စေရရှိကြီးတွေအနေနဲ့ခီးသွားဖို့အချိန်ကပ်ပြီးစီစဉ်ခဲ့ရပါတယ်။ တင်ကုန်စနနာကြောင့်ဟာစီးဝင်းနဲ့ပတ်သက်ပြီးဖြစ်စေစီးဝင်းမှာပေါ်ဝင်မဲ့အစီအစဉ်နဲ့ပတ်သက်ပြီးဖြစ်စေအသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူးအိဟာဆဟာတပ်ဖွဲ့ဝင်များတွေ့ဆုံစီးဝင်းမှုမိန့်ခွန်းပြောကြားမှုရည်ရွယ်ထားပြီးတော့အစီအွေဒီကရည်မှန်ချက်ကတော့အကြအသိမိကနာမည်ပြောင်းခဲ့တဲ့စစ်ပဆိုင်ရာဝန်ကြီးဌာနရဲ့ရည်တိချက်အသင်းနဲ့ပတ်သက်ပြီးစစ်တီတွေစိတ်လှုပ်ရှားစေဖို့ဖြစ်ကြောင်းထရန့်အစိုးရအရာရှိကြီးတို့ကပြောပါတယ်အဲ့ဒီစီးဝေးကထရန့်ရဲ့တမနာဒုတိယကတန်တွင် တက်လွင်တဲ့စစ်တပ်ရဲ့လက်ရှိပုံမှန်တွင်ပြင်အင်အားကို ထောက်ပြဖို့ရည်ရွယ်ကြောင်းအင်ဖြူတော်ကပြောပါတယ်။ဒါပြောမယ်ဆိုရင်တော့ဗျာမြင်းတွေကိုမြင်းဆောင်နဲ့မောင်းပြီးပြီးချိန်တိုးတဲ့ပုံစံတွေနဲ့ပုံစံမျိုးပါလို့ဆိုပါတယ်။ရာရှိကြီးတွေကြောင့်စီဝေးကပိုပြီးအာယုံဆိုင်စရာဖြစ်စီပါလိမ့်။ဒီဟာစက၎င်းတို့အနေနဲ့မိမိရဲ့အစီအစဉ်တွေအတိုင်းလိုင်းနာဆောင်ရွက်ဖို့နဲ့ဒီလိုမလိုက်တော့ဘူးဆိုအလုပ်ပြောင်းနိုင်ခြင်းရှိတယ်လို့တွေးဆခဲ့တာဖြစ်ပါတယ်။ကြီးရည်လေး သုံးခုလုံးကအရာရှိကြီးတွေကုန်တက်ရပါမယ်။ဒါကို main တက်တွေကအရာရှိကြီးတွေလည်းကုန်တက်ရပါမယ်။ regular နိုင်ငံတွေမဟုတ်ဘဲနဲ့ဒီကမ္ဘာလုံးမှာဖြန့်ကျက်ထားတဲ့အင်အားတွေအကုန်တက်ရမှာဖြစ်ပါလိမ့်။ရှေ့လယ်ပိုင်းကဗိုလ်ချုပ်ကြီးတွေအတလန်တစ်သမုဒ္ဒရာပိုင်းဘက်ကဗိုလ်ချုပ်ကြီးတွေပစိဖိတ်သမုဒ္ဒရာပိုင်းဘက်ကဗိုလ်ချုပ်ကြီးတွေအရှေ့တော်အရှမအခြေစိုက်ထားတဲ့ American မြန်မာတက်ကဗိုလ်ချုပ်ကြီးတွေပါအကုန်တက်ရမှာဖြစ်ပါလိမ့်။ ပေးထားဆိုင်အဖွဲ့အမင်းကုန်းကိုမှတ်တမ်းတင်ထားပြီးအများပြည်သူထုတ်ပြဖို့စီစဉ်လျက်ရှိပါတယ်။ဒီစစ်ပဆိုင်အကြီးအကဲတွေနဲ့တွဲဆုံမှာဖြစ်ကြောင်းပင်ဒဂုံပြောရေးဆိုခွင့်ရှိသူကအတည်ပြုပါတယ်။ပေးရဆက်ကပင်ဒဂုံကိုပြန်လည်ဖွဲ့စည်းပုံမှန်ကိုကြိုးပမ်းနေပြီးမကြသေးမီကအကြီးတဲ့အရာရှိများပြားယာတို့မှထုတ်ပေးခဲ့ပါလေ။ဒါကြောင့်အရာတို့ကနေထုတ်ပေးခံရမှာကိုဗိုလ်ချုပ်တွေကြားထဲမှာစိုးရိမ်မှုတွေဖြစ်နေပါတယ်။ပြာဇာဟာစစ်တပ်အတွင်းမှာရှိတဲ့ကျယ်လေးပွင့်အဆင့်ဗိုလ်ချုပ်ကြီးကြီးအတွက်ကို20ရာခိုင်နှုန်းလျှော့ချဖို့ ထိုင်တဲ့စစ်ဘက်ကောင်တော်ရေးအတွက်ဆရာကလုံးရှော့ချဖို့မိန့်ထုတ်ထားပါတယ်။မကြသေးမီကလည်းကြီးတဲ့စစ်ဘက်ရာရှိတရားစင်ကျော်ယာရူမထုတ်ပေးပါတယ်။ဒီစည်းဝေးကအင်မတန်ထူးခြားပါတယ်။ဒီလိုစည်းဝေးမှုအရင်လုံးကတစ်ခါမှမတွေ့ဘူးပါဘူးလို့ငြိမ်းချမ်းဒုတိယဗိုလ်ချုပ်ကြီးမတ်ဟော့လင်ကဆိုပါတယ်။လက်ရှိမှာတော့အေဟာဆဟာမေဂန်ကာဝေးဝင်ဒီဌာနကိုကောင်းကောင်းကင်တွင်နေပြီးတမန်ခန့်ကိုအစဉ်ခံစားတင်ပြတယ်လို့ဆိုပါတယ်။ မရိကန်နိုင်ငံမီရှိဂန်ပြည်မှာဖျားကြောင်တစ်ကြောင်ကိုသနတ်သမားကကားနဲ့ဝင်တိုက်ပစ်ခတ်ပြီးမီးရှို့လို့လူလေးဦးသေပြီးများပြားထန်ရတယ်လို့သိရပါတယ်။မရိကန်နိုင်ငံမီရှိဂန်ပြည်မှာရှိတဲ့ဖျားကြောင်တစ်ကြောင်ကိုသနတ်သမားတစ်ယောက်ဟာအဲ့ဒီလိုမျိုးလုံရင်းနဲ့ပတ်သက်ပြီးဘာကြောင့်လုပ်လဲဆိုတာစုံစမ်းနေတုံပဲလို့ရဲအရာရှိတွေကပြောပါတယ်။မီရှိဂန်ပြည်နယ်ဒက်ထရိုက်မြို့နောက်မြောက်ဘက်မိုင်60ခန်းအကွာ Grand Bluff မှာရှိတဲ့ဖျားကြောင်ကိုတိုက်ခိုက်မှုဖြစ်ချိန်ဖျားကြောင်တွင် လူရာနဲ့ချီဝုတ်ပြုတ်ဆူတောင်းနေပါတယ်။ ။တနက်သမားကမီရှိဂန်ပြည်နယ်ဘာတမြို့မှာအသက်40ရွယ်တောမက်ဂျက်ကောဆန်လို့သိရပါတယ်။သူ့ကိုဖခင်ကြောင့်ကပ်ပခဲ့မှာရဲတွေနဲ့အပြန်အလှန်ပြစ်ခတ်ပြီးသူကနောက်ဆုံးတည်ဆုံးခဲ့ပါတယ်။ဒါဟာတမင်ပြစ်မှတ်ထားတဲ့တိုက်ခိုက်တဲ့အကြမ်းဖက်မှုလို့အာဏာပိုင်တွေကပြောထားပေမဲ့အသေးစိတ်ကြောင်ရင်ကိုစုံစမ်းစစ်ဆင်နေဆဲဖြစ်ပါတယ်။မီလာမူကြောင့်ဆောင်းအောင်နေရာအများပြပျက်စီးပြီးလူတချို့ပျောက်ဆုံးနေပါတယ်။တနက်သမားဟာကားတစ်စီးနဲ့ဖျားเจ้าတကားကိုဝန်တိုက်ခဲ့ပြီး ဝိပုစုတောင်းနေသူတွေကိုရိုင်ဖယ်သနက်နဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ကအခင်းဖြစ်ပေါ်နေရာချက်ချင်းရောက်ရှိခဲ့ပြီးပစ်ခတ်မှုပြီး၈မိနစ်ကြာမှာဒေသစံတော်ချိန်မနက်၁၀နာရီခွဲမှာတနက်သမားကိုတုပ်တင်နိုင်ခဲ့ပါတယ်။မိလောင်ကြောင့်မူဘေးအားစတင်ခဲ့တဲ့ဆိုတာစုံစမ်းနေစေဖြစ်ပြီးတနက်သမားကရှုတ်ခဲ့တာလို့ယုံကြည်ကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။လက်ရှိမှာတနက်သမားရဲ့ပိုင်ဆိုင်မှုတွေကိုစစ်ဆေးနေပြီးလက်ကင်ဖော်မတန်တွေကိုလည်းစစ်ဆေးနေပါတယ်။အကြောင်းရင်းကိုဖော်ထုတ်ဖို့လှုံ့ဆော်နေပါတယ်။စုံစမ်းစစ်ဆေးမှုတွေ FBI အင်ဂျင်တရားကိုဖျန့်ချထားနေလို့ရဲတပ်ဖွဲ့ကပြောပါတယ်။ နောက်ထပ်ရရှိတဲ့အချက်လက်တွေအရဆိုရင်တနတ်သမားရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသူတွေတဲ့2ဦးဟာတနတ်တံရတွေနဲ့တေဆုံးခဲ့တာလို့ဆိုပါတယ်။နောက်ပြီးတော့မီးလောင်မှုကြောင့်ပျက်စီးကြီးမားခဲ့ပြီးလူတချို့ပျောက်ဆုံးနေတာတွေရှိနေတယ်လို့ရဲတပ်ဖွဲ့ကြီးကပြောပါတယ်။တေဆုံးသူရေတွက်ကလည်းပျောက်ဆုံးနေတဲ့သူတွေကိုပါရှာဖွေနေစေဖြစ်တဲ့အတွက်ကြောင့်ခံမရခံနေပါတယ်။ အဲ့ဒီအဆောက်အုံလေးကိုတမတမဟာကောင်းနဲ့မောင်းဝင်လာတာကိုတွေ့ရတယ်လို့ဖះเจ้าမှာလာရောက်သူတွေကပြောပါတယ်။တနတမမှာတနက်ပါလာလားမပါလာဘူးလားဆိုတာသိချင်မသိရတဲ့အချိန်မှာအဲ့ဒီလိုမျိုးပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။လက်ရှိဖះเจ้าမိလောက်မှုကတော်တော်လေးကိုကြီးကြီးမားမားဖြက်စီးခဲ့တယ်လို့သိရပါတယ်။ ဗီယက်နမ်နိုင်ငံမှာတိုင်ဖုန်းမုန်တိုင်းကြီးဘူးလွန်ကြောင်းတယောက်သေပြီးတငါသေး၁၂ဦးပျောက်ဆုံးနေပါတယ်။ဗီယက်နမ်နိုင်ငံလေပိုင်းမှာစက်တင်ဘာ၂၉ရက်နေ့စောပိုင်းကတိုင်ဖုန်းမုန်တိုင်းဘူးလွန်လက်ခံမှုကြောင့်လူတယောက်သေပြီးတငါသေး၁၂ဦးပျောက်ဆုံးနေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။မုန်တိုင်းကြောင့်နေအိမ်တွေပျက်စီးပြီးတအားလိုင်းတွေလည်းခြုံငင်းသွားပါတယ်။မုန်တိုင်းဟာအနည်းဆုံးမှာရှိတဲ့ပြည်နယ်တစ်ခုကိုဒေသစံတွေမလက်ရှိနိုင်မှာဝင်ရောက်တက်ခတ်ပြီးအနည်းဆုံးလေတနင်္ဂနွေတနအီကို၁၁၆ကီလိုမီတာရှိပါတယ်။ ကုန်းတိုင်းဝင်ကျိန်မှာတော့88ကီလိုမီတာထိအားရော့သွားပါတယ်။ကုန်းတိုင်းမြောင်းရှိမြောင်းတိုင်းဟာဘီယန်နကဲနဲ့တခြားနိုင်ပေါင်းများစွာရွေးရှားခဲ့ပြီးလိုင်းမြင့်80မီတာထိဖြစ်ပေါ်ခဲ့ပါတယ်။ဘီယန်နဟာမြို့မှာရေကြီးရေလျှော်မှုကလူတယောက်ပြီးပြီး350ဦးပျောက်ဆုံးနေပါတယ်။ Country KI မှာတော့ငါးဖက်လူ40နစ်မြုပ်သွားပါတယ်။တိုင်ဖုန်းနဲ့မတိုက်ခတ်မီမှာအလပိုင်းပြည်နယ်မှာရှိတဲ့၄၄ခုကိုပိတ်ခဲ့ရလို့ရာချီတဲ့လေရင်ခီးစင်ရာပေါင်းများစွာဖျက်သိမ်းခဲ့ရပါတယ်။ တမိထောက်လို့ရေဘဟုကျဲလို့လူသိများတဲ့ဟာတန့်ဒေသမှာတော့နေထိုင်သူတောင်းခွဲကြောက်ကိုစာစီကြောင်းနဲ့ဆေးပဆန်နေရာတွေမှာယာယီရွှေပြောင်းခုလုံစရာနေရာတွေဖြစ်တောင်းရှိသူတွေကစီစဉ်ပေးခဲ့ပါလေ။မုံတိုင်းကြောင့်ဘင်းနဲ့နိုင်ငံနေရာနဲ့ပြောင်းမောမူတည်ထောင်ရောက်ရောက်သွားမှုတွေစနေနေ့ကတည်းကဖြစ်ခဲ့ပါလေ။ရေကြီးမြေပြင်မှုတွေကိုအာနာပါနီကသတိပေးထားပါလေ။ဒီနေ့ကနေကလည်းအင်္ဂါနေ့ဒီနိုင်ငံနေရာအတော်များများမှာမိုးရေချိန်မီလီမီတာ900အထိရွာသွန်းနိုင်တယ်လို့မိုးစလားကသတိပေးထားပါလေ။ ဒီနေ့မှာ2025ခုနှစ်ပထမ9လအတွင်းတဘာဝဘေးကြောင့်ဒီပြည်ဆုံးသူတရာကျော်သွားပါတယ်။ဒီကရနေစတေမာဒင်းကလည်းမွန်နိုင်ရာကြီးတိုက်ခိုက်မှုကြောင့်ဒေါ်လာ3.3ဘီလီယံဘူးပျက်စီးပြီးလူရာချီတည်ဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။နောက်လာမယ့်48နှစ်အတွင်းခံမှန်းချက်အရတော့အဲ့ဒီအကောင်းတဲ့အမှုပိုင်းမုန်တိုင်းဘူးအလွိုင်းဟာအနောက်နောက်မြတ်ဘက်ကိုဆက်လက်ရွှေ့ရှာနိုင်ပြီး ဒီနေ့ညနေပိုင်းမှာလောင်နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတွေကိုမုန်တိုင်းဘူလိုင်းဖြစ်၎င်း30ရက်နေ့နေ့ပိုင်းမှာလောင်နိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသတွေကိုပူပိုင်းမုန်တိုင်းတွေဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ဗီယက်နမ်မူလဝသဌာနတွေကခန့်မှန်းထားတာဖြစ်ပါတယ်နမကြီးတမီလူသေးဆောင် VJ ရဲ့မဲဆက်စီဝေးပွဲမှာလူ36ဦးကျော်တည်ဆုံးပါတယ်။အခုတည်ဆုံးသူကအတိတ်စင်ရလူ40ကျော်နေပြီးဒဏ်ရာသူ50ကျော်တယ်လို့သိရပါတယ်။ လရှိချင်းဒီမြို့သား73မြို့သူ69ဦးကြောင်ကြလေးလေးဦးမေကလင်ငါးဦးပါဝင်လူ36ဦးသေဆုံးခဲ့ပြီးမြို့သား26ဦးနဲ့မြို့သူ25ဦးပါဝင်လူ52ဦးထူးကြမ္မကုသပေးပါတယ်လို့တမီနာဒူပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်ဆယ်စုနှစ်သုံးခုကြာတမီရုပ်ရှင်လုံကမ်းမှာလူကြိုက်များတဲ့တရုတ်ဆောင် BJ ဟာ2024မှာသူ့နိုင်ငံရေးပါတီကိုစတင်တည်ထောင်ခဲ့ပြီးနောက်ပြည်내အုပ်ချုပ်နေတဲ့ DMK ပါတီနဲ့ဝန်ကြီးချုပ်မူဒီရဲ့ ရာဒီယာဂျနေတာနှစ်ခုလုံးကိုပြစ်မှတ်ထားပြီးလူမှုအစည်းအဝေးတွေမှာလူများပြားကိုဆွဲဆောင်နိုင်ခဲ့ပါတယ်2026အစောပိုင်းမှာကျင်းပမယ့်ပြည်နယ်ရွေးကောက်ပွဲမတိုင်မီစီယုံရေးဆင်းနေတာပါဒေတာတွေမီဒီယာတွေကဗီဒီယိုတွေမှာ BJ ဟာမဲဆွဲစီယုံရေးရင်ကြီးပေါ်မှာရက်ပြီးစကားပြောနေတာကိုလူထောင်နဲ့ချီဝန်းရထားပုံပြပါတယ်စီယုံရေးပွဲတွေပြည်သက်ကထိမနိုင်သိမ်းမရဖြစ်လာတဲ့အခါတတိလစ်သွားတဲ့ထောက်ခံသူတွေကိုရင်ပေါ်မှာရေတံမှုတွေပြပေးပြီး ရဲရဖွဲ့ကိုအကူအညီတောင်းနေတဲ့ BJ ရဲ့ပုံရိပ်တွေကိုလည်းပြသနေပါလိမ့်အခုလိုမဲဆွဲပွဲမှာလူသေဆုံးတဲ့အတွက်တမီရုပ်ရှင်မင်းသား BJ ရဲ့ပါတီကိုမှုဖွင့်ထားတယ်လို့သိရပါတယ်မင်းသား BJ ထူထောင်ထားတဲ့တမီဘာထရီကာဇာဂန်ဆိုတဲ့ DBK ပါတီအတွက်အိန္ဒိယတောင်ပိုင်းတမီနာဒူးမှာလာမယ့်ရွေးကောက်ပွဲကြိုမဲဆွဲပေးခြင်းမှာလူအုပ်ပြည့်ခဲ့မှုဖြစ်ပါတယ် မှုခွင့်ခံရသူတွေထဲမှာ TPK ထိပ်တန်းကောင်းဆောင်တွေပါဝင်ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေစေဖြစ်ပါတယ်။ TPK ပါတီကလူတသောစုဝေးကိုခွင်တောင်းခဲ့တာဖြစ်ပေမဲ့တကယ်တမ်းလူအုပ်ကနှစ်ဆကျော်ပုံများနေပါတယ်။ BJ ဟာပြီးခဲ့တဲ့နှစ်ကမှပါတီထောင်ပြီးနိုင်ငံရေးလောကထဲဝင်လာခဲ့သူပါ။အခုဖြစ်စဉ်နဲ့စိတ်ဝင်ကောင်းဖြစ်ရတယ်လို့ BJ ကပြောပြီးတေဆုံးသူမိသားစုတွေကိုထောက်ပံ့ပေးမယ်လို့ပြောပါတယ်။တမီနာဒူပြည်နယ်ဝန်ကြီးချုပ်ကလည်းတေဆုံးသူမိသားစုတစုကိုအိန္ဒိယရူပီတန်အမေရိကန်ဒေါ်လာ 13300ခန်းထောက်ပံ့ကြေးပေးမယ်လို့ကြေညာထားပါတယ်။ကမ္ဘောဒီးယားနဲ့နယ်နိမိတ်သဘောတူစာချုပ်ဖြတ်သိမ်းမလားဆက်လုပ်မလားဆိုတာလူမှုစံနာခံယူပွဲလုပ်ဖို့ထိုင်းကစီစဉ်နေပါတယ်။အင်းဒီချင်းကမ္ဘောဒီးယားနဲ့ရေရှည်တင်းမတွေပြဿနာဖြေရှင်းဖို့နယ်နိမိတ်ပိုင်းခြားသမတ်ရေးဆိုင်ရာသဘောတူစာချုပ်တစ်ခုဖြတ်သိမ်းမလားဆိုတာလူမှုစံနာခံယူပွဲလုပ်ဖို့ဆိုရကလွတ်တော်မှာဆိုတင်သွားမယ်လို့ထိုင်းကြီးချုပ်ကပြောပါတယ်။တကယ်တော့ထိုင်းနဲ့ကမ္ဘောဒီးယားဟာသူတို့ရဲ့ 80ကီလိုမီတာကုန်းမြေနယ်နိမိတ်တလျှောက်တက်မှတ်ရသေးတဲ့နေရာတွေအတွက်ဆယ်စုနှစ်ပေါင်းများစွာငေးခုန်နေကြတာပါဒီနှစ်ဇူလိုင်လမှာတော့တင်းမာမှုတွေပေါက်ကွဲပြီး9ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲဟာဆယ်စုနှစ်တခုကျော်အတွင်းနိုင်ငံကြားဆိုးဝါးဆုံးဖြစ်ပြီးလူ48ဦးထက်မနည်းသေဆုံးခဲ့သလိုနှစ်ဖက်လုံးကတင်းချီတဲ့ပြည်သူတွေဟာယာယီအိုးအိမ်တွေစုခွာထွက်ပြေးရပါတယ်။နှစ်ပေါင်းများစွာကအဲ့ဒီနိုင်ငံဟာ2000ပြည့်နှစ်ကလက်မှတ်ထိုးခဲ့တဲ့သဘောတူစာချုပ်ကိုအားပြုခဲ့ရပါတယ်။ အဲ့ဒီစာချုပ်ထဲမှာကုန်းကြီးနဲ့နမိတ်ပူးပေါင်းတိုင်းတာပုံနဲ့ပိုင်းခြားသတ်မှတ်မှုမူပေါင်းပေးထားတာဖြစ်ပါတယ်။နောက်ထပ်2000ခုနှစ်မှာလက်မှတ်ထိုးခဲ့တဲ့သဘောတူညီချက်ကတော့နှစ်နိုင်ငံလုံးကပိုင်ဆိုင်ကြောင်းပြောနေတဲ့ရေပြင်နယ်မြေတွေမှာပူးပေါင်းဆောင်ရွက်မှုနဲ့ပယံစာရတွေခွဲဝေသုံးစွဲနိုင်မှုမူပေါင်းပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီသဘောတူညီချက်တစ်ခုလုံးကပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းထိုင်းပြည်သူတွေရဲ့ဝေဖန်မှုခံခဲ့ရပါလေ။ အမှုသမီးပြီးခဲ့တဲ့ဇူလိုင်28ရက်နေ့ကမလေးရှားရဲ့ဂျောင်းဝင်စစ်စမှုနဲ့အပြစ်ခတ်ရဆဲခဲ့တဲ့နောက်ဆုံးတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာပါအနည်းချုပ်ပြောရင်ကမ္ဘောဒီးယားနဲ့နယ်မြေပိုင်းခြားမှုပြည်လဲအောင်လို့သဘောတူညီချက်ဟောင်းလို့ခုကိုဖျက်သိမ်းလားဆိုတာလူလူဆန္ဒခံယူပွဲလို့စီစဉ်နေတယ်လို့အမှုတင်အစိုးရကထိုင်းပြည်သူတွေကိုကန့်လှန့်လာတာဖြစ်ပါတယ်။မြေမွားထိုင်းပြည်စပ်မှာအပြစ်ခတ်နေရာမကြခင်မှာပြန်ဆောက်ဖို့အလားအလာဖြစ်နေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကမ္ဘောဒီးယားဘက်ကထိုင်းဘက်ကိုစပစ်တယ်ဆိုပြီးထိုင်းစစ်တပ်ကဆွဆွဲပါတယ်။ဒါကကမ္ဘောဒီးယားဘက်ကညင်းပါတယ်။ထိုင်းစစ်တပ်ကိုလက်တလောနေထားမှာတော့အမြင့်ဆုံးတက်လန့်ထားတယ်လို့ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝန်ထမ်းကဆိုပါတယ်။ကမ္ဘောဒီးယားတပ်တွေရဲ့အခြေအနေကိုကြည့်ရပါမယ်။သူတို့ဘယ်လိုတုံ့ပြန်မလဲဟူတည်ပါတယ်။သူတို့တုံ့ပြန်ချက်ပုံမူတည်ပြီးကျွန်တော်တို့ကတော့လုပ်သွားမှာပါ။ထိုင်းကြည့်နေမှာမဟုတ်ပါဘူး။ဒါမှမဟုတ်ကျွန်တော်တို့ဘက်ကဘယ်တော့မှလှောက်ရှားမှာမဟုတ်ဘူးလို့ဗိုလ်ချုပ်ဝန်ထမ်းကပြောသွားပါတယ်။ နီပေါ်နိုင်ငံမှာရွေးကောက်ပွဲကိုလာမယ့်နှစ်မလမှာကျင်းပဖို့စီစဉ်ထားတယ်လို့သိရပါတယ်။နီပေါ်နိုင်ငံမှာဆန္ဒပြမှုကြောင့်ဝန်ကြီးချုပ်ရာထူးပြောကြားပြီးနောက်လာမယ့်နှစ်ထွေထွေရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတယ်လို့နီပေါ်ရဲ့ဝန်ကြီးချုပ်ကသူမရဲ့ပထမဆုံးမိန့်ခွန်းမှာထုတ်ဖော်ပြောပါတယ်။ကြဖြတ်ဆိုရအနေနဲ့ရှုပ်ခွေတဲ့ခြေနေမှာလုံမြောက်ဖို့နီးလန်းရှောင်နေပါလေလို့သူမကပြောပါလေ။လာမယ့်နှစ်မလ9ရက်နေ့လွတ်လပ်ပြီးတရားမြတ်တဲ့ရွေးကောက်ပွဲကျင်းပဖို့ရည်မှန်းထားတယ်ဆိုပါလေ။ ဆိုရှိလာကာဂီယာနေပေါ်ရဲ့ပထမဆုံးမြို့သမီးဝန်ကြီးချုပ်ဖြစ်ခန့်ခံရပြီးလွှတ်တော်ကိုဖျက်သိမ်းခဲ့ပါတယ်။ဒီမှာရဲ့ဂျာဖျက်အစိုးရအနေနဲ့ရွေးကောက်ပွဲကျင်းပပြီးအစိုးရအသစ်မတက်ခင်အထိနိုင်ငံကိုဦးဆောင်မှာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပလက်ဖောင်းများအပြားကိုဝန်ရောက်ခွင့်ပေးပင်ခဲ့တဲ့ရခိုင်အစိုးရလှုပ်ဆောင်မှုကြောင့်ပြင်းထန်တဲ့ဆန္ဒပြမှုတွေဝင်ဖြစ်ခဲ့ပြီးဆန္ဒပြမှုကြောင့်ဝန်ကြီးချုပ်အိုလီဟာယာလူကဆင်းသွားခဲ့ရပါတယ်။မီဘောလွတ်တော်နဲ့ဝန်ကြီးတွေရဲ့နေအိမ်တွေလည်းမီးရှို့ခံရပါတယ်။ဝန်ကြီးတို့ရဲ့ဇနီးလည်းတိတ်ဆုံးသွားပါတယ်။ စီဘူအောင်ကြောင့်မူတယ်မှာစနာပြသူတွေဘက်ကလည်းအနည်းဆုံးလူ80ကျော်နေပါလေအမိကဒီလိုမျိုးလူမှုကွန်ရက်တွေကိုပိတ်ပင်တာထက်စနာပြသူတွေဟာအဂတိလိုက်ဆောင်မှုတိုက်ဖြတ်ဖို့နဲ့စီးပွားရေးကွာဟာချက်ပပောက်ဖို့တောင်းဆိုပါတယ်လက်ရှိအကြီးဆုံးဆူရှိလာကာကေဟာတရားရေးကျုပ်ဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့ပြီးအကျင့်ပြတ်ချဆောင်မှုကိုစန့်ကျင်တဲ့သူများရဲ့ခိုင်မာတဲ့ယက်ဒီချက်ကြောင့်လူသိများပါလေအရင်ဆိုရလက်ထက်အကျင့်ပြတ်ချဆောင်မှုတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုဆူရှိလာကာကေကရရှိထားတယ်လို့ပြောပါတယ် ဒီကိစ္စတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်တာအပြည့်ရှိသူတွေကိုအရေးယူမယ်လို့ဝန်ကြီးချုပ်ကဂရီးပြပြောဆိုထားပါတယ်။လက်ရှိမှာနီပေါင်းနိုင်ငံအတွင်းမှာဆန္ဒပြမှုတွေတော့မဖြစ်တော့ဘဲအေဂျင့်တင်ပြနေတယ်ဆိုပါတယ်။နီပေါ်ယာယီဆိုရဖွဲ့အနေနဲ့အကောင်းဆုံးလုပ်သွားမယ်လို့ဆိုပါတယ်။နီပေါ်ရဲ့စစ်တပ်ရဲ့ထောက်ခံမှုကိုရရှိထားတဲ့ယာယီဆိုရဟာလက်ရှိချိန်မှာတော့အကမိလိုက်ဆောင်မှုကိုဖြည့်ရှင်းတာထက်နိုင်ငံအတွက်ပြန်လည်တည်ဆောက်မှုတွေကိုဦးစားပေးလုပ်ကမယ်ဆိုပါတယ်။ လွှတ်တော်တွေကိုလည်းပြန်ပြန်ဆောက်ရမယ်။ဒါမျိုးမျိုးရှုပ်ဖြစ်စီခံရတဲ့ပြည်သူ့မှပစ္စည်းတွေကိုလည်းပြန်ပြန်တည်ဆောက်ရမှာဖြစ်ပါတယ်။ဒါအပြင်ဆန္ဒပြမှုကာလအတွင်းမှာတရားလက်မဲ့လောက်ခဲ့တဲ့သူအားလုံးကိုနှစ်ဖက်လုံးကမိသူ့ဘုံမဆိုးအေးအေးယူပြစ်ပေးမယ်လို့မိပေါ်ရာရေးဆိုရာကပြောထားပါလေ။